မင်္ဂလာပါခင်ဗျာမင်္ဂလာပါကဲဒီနေ့ဒီစကလုံးလေးတွေအကောင်လုံးကိုဆရာတန်ဖတ်ပြမယ်အတိတ်ပဲဆင်းပြမယ်ဟုတ်ပြီနော်ပထမဆုံးအနေနဲ့ဒီဝဟာရတွေအကောင်လုံးကိုရေးထားတဲ့ G easy ကြောင်းကိုခရစ်ပေးပါရခင်ဗျာကဲဒီစကလုံးတွေအကောင်လုံးကငွေကြေးနဲ့သက်ဆိုင်တဲ့အင်္ဂလိပ်ဝဟာရစကလုံးလေးတွေဖြစ်ပါတယ်ခင်ဗျာပထမဆုံးတစ်ခုကလက္ခဆိုရင် အင်္ဂလိပ်လို salary စာလာတွေပြီးတော့လောက်အခအခကိုအင်္ဂလိပ်လို fee f e e fee ပြီးတော့ယင်ခကိုအင်္ဂလိပ်လို fare ကျွန်တော်တို့တက္ကစီကားတွေဘတ်ကားတွေစီးတဲ့ခါကြလို့ရှိရင်ပေးရတဲ့ပစ္စံပြောတာဖြစ်ပါတယ်ဝင်းငွေကအင်္ဂလိပ်လို income income ပြီးတော့မုံဖို့ ကျွန်တော်တို့အဖေအမေစီကနေရတဲ့မုံဖိုအင်္ဂလိပ်လို pocket money pocket money okay ပြီးတော့အပိုစုငွေကိုအင်္ဂလိပ်လို balance balance okay ပြီးတော့ညံပူဇော်ခကိုအင်္ဂလိပ်လို honorarian honorarian ဟုတ်ပြီနော် honorarian ဒဏ်ကြေးငွေကိုအင်္ဂလိပ်လို5 fine ငါးရန်ခါကိုအင်္ဂလိပ်လို rent rent ကျွန်တော်အခန်းလေးငါးတဲ့အခါပေးရတဲ့ပစ္စံတွေပြောတာဖြစ်ပါတယ်ပြီးတော့နစ်နာကြေးကိုအင်္ဂလိပ်လို damages damages okay ဟုတ်ပြီနောက်ခုဆက်ကြည့်အောင်ကဲနောက်ခုကပေါ့စုကိုအင်္ဂလိပ်လို tip ဒါကကျွန်တော်စာသောက်ဆိုင်မှာစပွဲလို့လောက်တဲ့ခါကြလို့ရှင်ဖောက်တဲ့တွေကစားပြီးသွားတော့ကိုယ် ဟုတ်လားမုံဖိုးတွေပေးတယ်ဆိုရင်အဲ့လိုပေးတဲ့မုံဖိုးကအင်္ဂလိပ်လိုထီလိုခေါ်တယ်မြန်မာလိုပေါ့စလိုလည်းခေါ်တာနော်ပြီးတော့ရော်ကြီးကအင်္ဂလိပ်လို conversations conversation ချင်းဝေကိုအင်္ဂလိပ်လို learn learn ပြီးတော့အငိမ့်စာလက်စာကိုအင်္ဂလိပ်လို pencil pencil right ပြီးတော့ ကျွန်တော်ထီပေါက်တယ်ချဲပေါက်တယ်အဲအနေရတဲ့ပစ္စံတွေကိုအင်္ဂလိပ်လို win win okay ပြီးတော့လောင်းချင်းငွေကိုအင်္ဂလိပ်လို bet bet ပြီးတော့နောက်ကမမျော်လင့်ပဲအလုံးအခဲဝင်လာတဲ့ငွေမမျော်လင့်ပဲနဲ့အလုံးအခဲရလာတဲ့ငွေတွေကိုအင်္ဂလိပ်လို win for win for okay စိတ်လူကိုလိုသုံးဖြုံးခွင့်ကိုအင်္ဂလိပ်လို spending free spending free spending free okay ပြီးတော့ twitter သုံးစွဲတဲ့ငွေကိုအင်္ဂလိပ်လို economical economical okay စီးပွားရေးကလေးရတော့ economic right ဟုတ်ပြီနောက်ခုဆက်ကြည့်အောင်နောက်ခုကငွေသားကိုအင်္ဂလိပ်လို cash cash ငွေကြွေကိုအင်္ဂလိပ်လို change change ငွေစက်ကူကိုအင်္ဂလိပ်လို note note ငွေစားရဲဆိုရင်အင်္ဂလိပ်လို and ကျွန်တော်တို့အလုပ်လုပ်တဲ့ခါကျလို့ရှိရင်ပြဆိုင်ရတယ်အဲ့တော့ကျွန်တော်ကငွေစားတာပဲအဲ့တော့အဲ့လိုငွေစားတာကိုအင်္ဂလိပ်လို and ငွေစုတယ်ဆိုရင် save save မွေးနေတယ်ဆိုရင်အင်္ဂလိပ်လို penniless penniless ီးတော့ငွေပြနေတယ်ဆိုရင်အင်္ဂလိပ် broke broke ပြီးတော့ငွေကင်တဲ့သူဒါမှမဟုတ်စင်ကင်တွေကိုအင်္ဂလိပ်လို cashier cashier ဒါမှမဟုတ် accountant လို့လည်းခေါ်တာနော်ပြီးတော့စုဆောင်ငွေကိုအင်္ဂလိပ် savings savings okay okay နောက်ကရန်ကုန်ငွေကိုအင်္ဂလိပ်လို fund spend အသုံးစရိတ်ဆိုရင်အင်္ဂလိပ်လို budget budget ပြီးတော့ maintenance တိတာကိုအင်္ဂလိပ်လို save bonds သို့မဟုတ် stay safe တန်းကျော်တဲ့ထေးကိုအင်္ဂလိပ်လို millionaire millionaire ငွေမဲတရားမဝင်ရလာတဲ့ငွေမဲတွေကိုအင်္ဂလိပ်လို black money black money ပြီးတော့ dollar ကိုအင်္ဂလိပ်လိုနှမျိုးခေါ်လို့ရတယ် buck သို့မဟုတ်ဒေါ်လာအတိုးကိုအင်္ဂလိပ်လို interest interest ခီးစရိတ်ဆိုရင်အင်္ဂလိပ်လို transportation charges transportation charges ငွေထုတ်လဲဆိုရင် cash drawing ဒါငွေထုတ်တာနော်ဘဏ်ထဲမှာငွေသွားထုတ်လေ cash drawing ငွေသွင်းလဲဆိုရင် cash deposit ဟုတ်ကဲ့ပါခင်ဗျာဒီနေ့သင်ပြတဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲ ဒီဗီဒီယိုသင်ခန်းစာကအကျိုးရှိတယ်သုံးဝင်တယ်ဆိုရင် like and share လောက်ထားပေးဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကျေးဇူးပါတယ် I will see you guys on my next video have a nice day goodbye